ားလုံးပဲမင်္ဂလာပါခင်ဗျာပုံမှန်ပြထားတဲ့လက္ခဏာကအသက်40အကျော်အထိအဲဒီတော့မပြူရသေးတဲ့လက္ခဏာရှင်တူဖြစ်ပါတယ်သူကပါကြောင်အသက်40တနည်းအထိအဲဒီတော့မပြူရသေးတာလဲနံပါတ်1ကတော့ကြာသပတိဂျူခုံနဲ့နီးကက်လွန်စွာပေါင်းစည်းထွက်လာတဲ့ဉာဏ်လန်းတဲ့အသက်လမ်းကြောင်းဖြစ်ပါတယ်ဒါကတော့တခုခုဆိုရင်တိတ်ခါကြမှာဂုံတိတ်ခါထိခိုက်မှာကိုအရန်ကြောက်တတ်ပါတယ်ကို့အတွက်ဘေးအန္တရာယ်ရှိမယ်ဆိုရင်ဆုံးဖြတ်ချက်ကိုပြောင်းလဲပြစ်နိုင်တဲ့သူတွေပဲဖြစ်ပါတယ်တဇုတ်ထူမဆန်ဘူး မိသားစုကို အရန်ငဲ့ညာလုံးတဲ့သူတွေမှာဒီလိုအမှတ်အသားမျိုးပါတတ်ပါတယ်။နံပါတ်2ကတော့နှလုံးလန်းချောင်းအစာရဲ့မဲ့အမဲဆက်ပဲဖြစ်ပါတယ်။ဒါကတော့ပထမဆုံးအချစ်ရေးမှာအသက်22နှစ်မတိုင်ခင်ကတည်းကယောက်ျားဒီကိုမယုံကြည်ရဲလောက်အောင်တစ္ဆာမဲ့ခံခဲ့ရဘူးပါတယ်။နံပါတ်3ကတော့လက်ရှိမှာအိမ်တော်ကြီးလန်းချောင်းမရှိလောက်အောင်ဘယ်ရောညာရောအိမ်တော်ကြီးလန်းကပျောက်နေပါတယ်။ အိမ်တော်ပြုတ်ဖို့လက်ရှိရည်ရွယ်တဲ့လူလည်းမရှိသလိုရှိလာခဲ့ရင်တောင်မှမိဘဆွေမျိုးအပေါင်းအသင်းတွေကအိမ်တော်ပြုတ်ဖို့ဖန်တီးပေးမှပြုတ်ဖြစ်မဲ့သဘောဖြစ်ပါတယ်။သူရဲ့စိတ်အလိုအရတော့အိမ်တော်ပြုတ်ဖို့ယုံကြည်ချက်မရှိတဲ့သူဖြစ်ပါတယ်။တခြားကောင်းတဲ့အချက်တွေများကြီးရှိပေမဲ့အိမ်တော်ရေးကိုပဲအဓိကပြောပြပေးသွားတာဖြစ်ပါတယ်။နောက်တစ်ခုကတော့လက်ရည်စာလပပြီးနူးညံ့မှုရှိတဲ့လက်ပဲဖြစ်ပါတယ်။ဒါကတော့စိတ်ခံစားမှုအင်မတန်မှနူးညံ့တဲ့သူ စိတ်တိကိုက်လွယ်တဲ့သူအဖြစ်မေတ္တာတရားနဲ့အေးချမ်းမှုတွေလွမ်းချုံနေတတ်တဲ့သူပဲဖြစ်ပါတယ်။လက်တကြွယ်ကလက်ခလန်နဲ့မတိမ်မယိမ်ဖြစ်ပြီးလက်ညိုထက်ကိုပိုရှည်နေမယ်ဆိုရင်အောက်စာဒနပြည်စုံတက်ပြီးကိုပိုင်အိုးအိမ်နဲ့နေရတတ်ပါတယ်။ညံလန်းကပါအားကောင်းပြီးကြာဖူးပါနေမယ်ဆိုရင်တော့ထီကလည်းမကြာခဏပေါက်တတ်သူဖြစ်ပါတယ်။လက်ရှိမှာလည်းထီစုနှစ်ကြိမ်ဝင်ခဲ့ဘူးသူဖြစ်ပါတယ်။လက်သကြွယ်ရဲ့အစ်စ်ပြေပြစ်လာပါမှုမရှိတဲ့အတွက်ကြောင့်အိမ်တော်ကြီးမှာစိတ်တိုင်းမကြတာတွေကိုရင်ဆိုင်ရတတ်ပါတယ်။ လက်ညိုကြတာပလေးဂျူကုံတေတက်လာပါမှုတွေကြောင့်ဘုံကံမြင့်မာတဲ့ဘွာနာမည်ဂုံတင်ကြော်စောမှုတွေကိုရရှိတတ်ပါတယ်လက်ရှိမှာလည်းပရာဟီတာလုပ်ငန်းတွေကိုလုပ်ကင်နေတဲ့သူဖြစ်ပါတယ်လက်မတောက်တင်အားကောင်းမှုတွေကြောင့်ကောင်းပါမယ်ဖြစ်ချင်တာကိုရအောင်ဖန်တီးတတ်မယ်ရည်ရွယ်ချက်ကြီးသူအဖြစ်ဘွာကိုဖျက်တမ်းရတတ်ပါတယ်ဒါပေမဲ့တောက်ကြဂျူခုံကမဲ့ကတော့ကိုချစ်ခင်နှစ်သက်တဲ့သူရဲ့တစ္ဆာမဲမှုကိုဖြစ်စေလူယုံဖြစ်စေ အကျိုးမပေးတတ်ပါဘူးအလဲစားခံရတတ်ပါတယ်နောက်တစ်ခုကတော့ လက္ခဏာမှာအိမ်တော်ကြီးလမ်းမပါတဲ့သူတွေအတွက်ဖြစ်ပါတယ်လက္ခဏာမှာဘယ်ညာနှစ်ဖက်စလုံးအိမ်တော်ကြီးလမ်းမပါဘူးဆိုရင်လက္ခဏာရှင်ဟာအိမ်တော်ပြုတ်ဖို့ကြာတတ်ပါတယ်အရွေးလွန်တက်ပြီးကာလတစ်ခုကြာမှအိမ်တော်ပြူရတတ်ပါတယ်ငယ်စဉ်မှာရုတ်တရက်အိမ်တော်ကြပြီးအိမ်တော်ဘက်ကိုစိတ်ကုံရတာမျိုးလည်းဖြစ်ရတတ်ပါတယ်အသက်30ကျော်မှအိမ်တော်ပြူရတတ်ပြီးအဲ့ဒီလိုအိမ်တော်ပြူတာကလည်းမိတ်ဆွေမိဘတငယ်ချင်းအကူအညီတွေနဲ့ပဲအိမ်တော်ဘက်နဲ့စုံရတတ်ပါတယ် ောက်တစ်ခုကတော့ဦးဇာတာကံအကြောင်းပါဦးဇာတာကံလို့မိကြတဲ့အခါမှာအသက်ရှည်ပြီးအနာကင်းဖို့ရယ်မစင်းရဲဖို့အတွက်ရယ်ကအဓိကဖြစ်ပါတယ်ပုံမှန်ပြထားတဲ့အသက်လန်းစုံကကြာဘူးကိုကြည့်လိုက်ပါဒါကဦးဇာတာကံအတွက်အလွန်ကောင်းတဲ့အမှတ်အသားပဲဖြစ်ပါတယ်အသက်လန်းကကြာဘူးနဲ့ကျွန်းဟာလဲမားတက်တဲ့အမှတ်အသားတွေဖြစ်တဲ့အတွက်ကြောင့်သတိထားပြီးကြည့်ရပါမယ်ကျွန်းပိုင်တော့ကင်းစားလို့ယောဂမျိုးဖြစ်ပြီးအိုကံစင်းရဲပင်ပန်းမယ်အခုအမှတ်အသားကတော့ကြာဘူးလေးဖြစ်တဲ့အတွက်ကြောင့် ဩဇာတာအထီကိုမပင်ပန်းရပဲသာသမီအကျိုးတွေလည်းခံစားရတတ်ပြီးအလူတန်းတွေပြူရတတ်ပါတယ်။နောက်တစ်ခုကတော့နှလုံးလန်းနဲ့ညံလန်းကြားက၄တော့ကွက်ပဲဖြစ်ပါတယ်။တချို့ကဒီ၄တော့ကွက်ကိုတိုက်ကလာတဲ့အိမ်တော်ပြုမရဘူးလို့ထင်နေကြပါတယ်။အဲ့လိုမဟုတ်ပါဘူး။နှလုံးလန်းနဲ့ညံလန်းကြားမှာ၄တော့ကွက်ပါရင်ညာသောအဖြစ်အိမ်တော်ပြုဖို့ကြံ့ကြာတတ်ပါတယ်။အဖြစ်တွေဝင်တတ်ပါတယ်။အိမ်တော်စောစောကြလဲအိမ်တော်ကြီးကမตายရတတ်ပါဘူး။ကလေးရပြီးမှကွဲတာမျိုးဖြစ်စေ ကိုရဲ့အတိတ်ဘဝကအဆန်းအနွယ်တွေရဲ့အလိုကြအတိုင်းဖြစ်စေအချစ်ရဲ့အိမ်တော်ရေးမှာကြုံရတတ်ပါတယ်။သူ့ရဲ့အိမ်တော်ရေးလမ်းကပါလက်သံအနာကတ်နေမယ်ဆိုရင်အရွယ်လွန်မှအိမ်တော်ပြူရတတ်ပါတယ်။တချို့ကအိုးအိမ်တိုက်တာစည်းစိမ်အပြည့်နဲ့နေရလေအိမ်တော်ရေးအပူတွေရှိနေတတ်ပါတယ်။ကုလူလှုပ်ပေးလွန်လို့သာစိတ်အေးရသလိုရှိနေပေမဲ့အကြောင်းအမျိုးမျိုးနဲ့လူပြည်မှာမပျော်စေလိုတဲ့အဆက်အနွယ်တွေလည်းရှိလာတတ်ကြပါတယ်။သူ့ရဲ့အာသာချက်ကတော့ပြဿနာတစ်ခုခုဆိုရင် အလိုလိုတိတက်ပြီးရွှေငွေမရှားနေရတတ်ပါတယ်။ ူ့အားနည်းချက်ကတော့ဘသူကမှသူစိတ်တိုင်းမကြတတ်ပါဘူး။ပုံမှာပြထားတဲ့လက္ခဏာမှာလက်မမှာအရစ်ပိုပါပါတယ်။ဒါကတော့ဥဆောင်ရမယ့်သူကောင်းဆောင်ရမယ့်သူဆုံးဖြတ်ချက်တွေကိုဥဆောင်ပြီးချမှတ်နိုင်စွမ်းရှိတဲ့သူဖြစ်ရတတ်ပါတယ်။နောက်ပြီးတော့မာနကိုလည်းကိုးကွယ်တတ်ပါတယ်။သူတစ်ပါးနှောက်လိုက်လည်းမလို့ရတတ်ပါဘူး။အဲ့ဒီလောက်အားပြင်ပါပဲ။နောက်တစ်ချက်ကကံလန်းကကြာဖူးပဲဖြစ်ပါတယ်။ ဒါကတော့ကန်စာတာအထောက်ပံ့ကောင်းတွေကိုရရှိပြီးဩဇာတိတ်ကမာနဲ့ပြည်စုံရတတ်ပါတယ်။ငါသာလင်ငါဘဝရဲ့ပဲကန်ရှင်လိုမျိုးစိတ်တတ်မျိုးမွေးပြီးကြိုးစားတတ်ပါတယ်။ကိုယ်ပိုင်လုပ်ငန်းနဲ့ဆိုရင်ပိုပြီးအကျိုးပေးပြီးပိုပြီးအောင်မြင်တတ်ပါတယ်။နောက်တစ်ခုကတော့ကန်လန်းချောင်းရဲ့အောက်ခြေမှာရှိတဲ့ကြာဘူးပဲဖြစ်ပါတယ်။ဒါကလည်းကန်ကောင်းစီတဲ့အမတ်သားတစ်ခုပဲဖြစ်ပါတယ်။ဘဝတိုးတက်မှုအတွက်အကူအညီအထောက်ပံ့ကောင်းတွေကိုရရှိတတ်ပါတယ်။ အတိတ်ဘဝကကုသိုလ်ကံကြောင့်ငွေအစုလိုက်အပြုံလိုက်ဝင်ခြင်းသို့မဟုတ်အမွေရကံလိုမျိုးတွေရှိတတ်ပါတယ်။အလူအတန်းကိုလည်းဝါသနာပါတတ်ပါတယ်။ငယ်ရွယ်စဉ်အချိန်ကလေးကပဲအခြေခံခံတဲ့ဘဝတစ်ခုကိုစနစ်တကျတည်ဆောက်တတ်ပါတယ်။နောက်ဆုံးတစ်ခုကတော့ကံလန်းချောင်းနဲ့အသက်လန်းချောင်းကြားထဲကမြင်းပြိုင်နဲ့ချောင်းပဲဖြစ်ပါတယ်။ပုံမှာပြထားတဲ့အတိုင်းကံလန်းနဲ့အသက်လန်းကြားမှာမြင်းပြိုင်နဲ့ကြောင်းထောက်ပြီးပါလာခဲ့မှဆိုရင်ကိုယ့်ရဲ့စန္ဒာနဲ့ကိုယ့်ရဲ့မိဘတွေရဲ့စန္ဒာတွေကြားထဲမှာလွန်ဆွဲနေရတတ်ပါတယ် ူတို့နဲ့သဘောထားကွဲလွဲရတက်ပြီးကိုကပဲအလျှော့ပေးရတတ်ပါတယ်ဒါပေမဲ့ကံလန်းနဲ့အသက်လန်းကြားထဲမှာမြင်းပြိုင်မဟုတ်ပဲပုံမှန်ပြထားတဲ့အတိုင်းကြက်ချီကက်ကြီးပါနေမယ်ဆိုရင်တော့မိဘမောင်နှမမိသားစုတွေနဲ့ငွေကြေးနဲ့ပတ်သက်ပြီးပြဿနာတက်ရတတ်ပါတယ်လူအများစုကကျွန်တော်မှချမ်းသာမဲ့ဂိမ်းပါပါသလားချမ်းသာမဲ့ကံပါပါသလားဘယ်တော့လောက်ချမ်းသာလာမလဲဆိုပြီးမေးကြပါတယ် ချမ်းသာဖို့ကြီးပွားဖို့လက္ခဏာပညာရလက်ဖွားပြင်ဖို့အကဲခဲရမှာဖြစ်သလိုအရေးကြီးတဲ့အသက်လမ်းကြောင်းညာလမ်းကြောင်းကံလမ်းကြောင်းနဲ့အောင်မြင်လမ်းကြောင်းတွေကိုလည်းကြည့်ရှုသုံးသပ်ရမှာဖြစ်ပါတယ်အသက်လမ်းကြောင်းကိုအနောက်တိုင်းလက္ခဏာပညာရှင်တချို့ကတန်ဆွမ်းမှုလမ်းကြောင်းလို့ခေါ်ပါတယ်နက္ခတာပေဒါလက္ခဏာပညာရတဒံဖြစ်သတ်မှတ်ပါတယ်သူကကာယကံရှင်ရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့အရေးချင်းကိုဖော်ပြပါတယ်လုံလာဝိလိယထားရှိမှုတွေနဲ့ပတ်သက်ပြီးလဲစဉ်းစားရပါတယ်နောက်ပြီးကျမ်းမာရေးကိုလည်းပြဆိုပါတယ် အသက်လမ်းမှာကျွန်းခံတာတို့အပြက်လမ်းတွေရှိတာတို့ဥပက်လမ်းတွေရှိတာအသက်လမ်းကြောင်းကျိုးတာစသဖြင့်ကျမ်းမာရေးညံ့တာတို့ကိုရီကိုသွေးမပေါ်လွင်ဖြစ်တာတို့မိမိမှာအဟံတာတွေဖြစ်လို့လုံလဝိလိယမဆိုင်ထုတ်နိုင်တာတို့စသဖြင့်အတိတ်ပဲဖွင့်ဆိုချက်ပေါင်းများစွာကိုပေါ်ပြပါတယ်အဲ့ဒီလိုအသက်လမ်းကြောင်းမှာအပြစ်ဖြစ်နေရင်ကိုရအစွမ်းစအပိုင်းမှာပြဿနာရှိနေတက်လို့လုံလာဝိလိယစိုက်ထုတ်ပြီးမှပဲရယူနိုင်စွမ်းရှိမဲ့ဘဝချမ်းသာဖို့အရေးဟာမဖြစ်နိုင်တဲ့အခြေအနေဖြစ်သွားတတ်ပါတယ် ချမ်းသာမဲ့ကံတရားကတွန်းဆုတ်သွားတတ်တဲ့အခြေအနေပဲဖြစ်ပါတယ်။သို့ဒီမဲ့လည်းတချို့ကံလန်းချောင်းတွေကိုကြုံဘူးကြမှာပါ။လူတယောက်ကကျမ်းမာရေးမကောင်းပေမဲ့လည်းကိုယ့်ရဲ့အစွမ်းအစချိုးတဲ့နေပေမဲ့လည်းသူ့ရဲ့ကုသိုလ်ကံအရအထောက်ပံ့အကူအညီများစွာရှိနေပြီးချမ်းသာနေကြတဲ့သူတွေရှိပါတယ်။တချို့ပေါ်ကျော်နေတတ်တဲ့တထေးသားတထေးသမီးတွေလိုမျိုးပဲဖြစ်ပါတယ်။ချမ်းသာပြီးကျမ်းမာရေးချိုးတဲ့နေသူတွေလိုပင်ကိုအရေးချင်းမဆိုင်ထုတ်ပေမဲ့လည်းဘဝကံလျောက်ချမ်းသာနေရတဲ့သူတွေစသဖြင့်ရှိနေကြပါတယ်။ ဒါကကံလန်းကြောင်းမှာတုံးတက်ဖို့အောင်မြင်းလန်းကြောင်းမှာတုံးတက်ဖို့လိုပါတယ်အဲ့ဒါတွေနဲ့ဆက်နွယ်နေတတ်ပါတယ်အောင်မြင်းလန်းကြောင်းအာကောင်းတဲ့သူတွေကံလန်းကြောင်းအာကောင်းတဲ့သူတွေမှာကုသိုလ်ကံရဲ့အထောက်ပံ့တွေရတတ်ပါတယ်ကံလန်းကြောင်းမှာအပြက်လန်းတွေပါမယ်ကံလန်းကြောင်းဟာကျိုးနေမယ်ကံလန်းကြောင်းဟာကိုယ်ကောက်ပြီးတက်တဲ့နေရာမှာဘားတူလေးတွေပြတ်နေမယ်စတာတွေကတော့ကုသိုလ်ကံအားကိုနည်းစေပါတယ်ဘဝအရေးမှာယုံကံရင်ဆိုင်ရမှုတွေကိုပြည့်စေပါတယ် အလားတူပဲအောင်မြင်လန်းချောင်းဟာမတန့်ရှင်းရင်ဘဝအောင်မြင်တိုးတက်ကြီးပွားဖို့နေရာမှာအခက်အခဲရှိနေမှာပဲဖြစ်ပါတယ်ပြောစရာရှိလာတာကကံဆိုတာကအစိမ့်နေရပါမကြံစီနိုင်လောက်ကြဲပြန့်နှက်ဆိုင်လုံလာတဲ့အတွက်ဖျားသာတတ်နိုင်တဲ့ကိစ္စပဲဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့ပုပ်ဘေစကတပုံညာအားနေပေမဲ့ယခုမျက်မှောက်မှာကုသိုလ်ကံအားကြီးလုံလာဝိရိယအားကြီးတဲ့အခါမှာဘယ်တော့ပဲကံလန်းကျိုးကျိုးအောင်မြင်လန်းပြပြမိတ်ဆွေတို့ရဲ့ကံအားညာအားဝိရိယအားကြောင့် ကံလန်းချောင်းကိုအားကောင်းစေမဲ့အမတ်သားတွေအောင်မြင်လန်းချောင်းကိုအထောက်အကူဖြစ်စေမဲ့အမတ်သင်္ကေတတွေဖြစ်လာစေတတ်ပါတယ်ဥမာအဖြစ်လွန်ခဲ့တဲ့လကမှာအဲ့ဒီလန်းချောင်းလေးပေါ်လာတာကျွန်တော်လက်မှာအဲ့ဒီလန်းချောင်းလေးကပေါ်လာတာမကြသေးဘူးအဲ့ဒီမဲကပြီးခဲ့တဲ့အပတ်ကမှပေါ်လာတာစသဖြင့်အဲ့ဒီလိုစကားလေးကိုကြားဘူးကြပါလိမ့်မယ်အဲ့ဒါတွေကမိမိတို့ရဲ့ကုသိုလ်အာကုသိုလ်ကံကြောင့်လက်ရှိမျက်မှောက်အခြေအနေမှာဖြစ်လာတဲ့အကြောင်းတရားတွေပဲဖြစ်ပါတယ်။အဲ့ဒီအတွက်မျက်မှောက်ဘဝမှာလောက်ခဲ့တဲ့ ကံညာဝိရိယတွေရဲ့စွမ်းအားကကြီးပါတယ်။အဲ့ဒီစွမ်းတွေကြောင့်လက္ခဏာမှာလမ်းကြောင်းအပြောင်းလဲလက္ခဏာအပြောင်းလဲတွေရှိလာတတ်ပြီးမိမိတို့ရဲ့မျက်မှောက်ပွားမှာလည်းအရေးထင်ဟပ်စေပါတော့တယ်။လက္ခဏာအရလည်းအဲ့ဒီပေါ်ပြပါလမ်းကြောင်းတွေအပြင်ဂျူကုံတွေကညံ့ပြီးမျက်မှောက်ပွားမှာလည်းကံညာဝိရိယမရှိကိုယ်စွမ်းအားလည်းမရှိတဲ့သူဟာဘယ်လိုချမ်းသာမှာလဲ။ချမ်းသာဖို့ဆိုတာမဖြစ်နိုင်ပါဘယ်လောက်ပဲစပါးစည်းပပဘယ်လောက်ပဲအမတ်တင်ဂီတာတွေကောင်းကောင်း မိမိကပဲပဒါနာဖြစ်ပါတယ်မိမိမှာကိုစွမ်းကိုစားမရှိလုံလာဝီလီယာကြံရီဖန်ရီစိတ်တက်အင်အားချူချာအားနည်းနေပြီဆိုရင်တော့ကျန်းသာမဲ့ကံနဲ့ဝီးနေပါလိမ့်မယ်ကံညာဝီရိယမြတ်တစွာအသုံးပြုပြီးမှပဲမိမိတို့ရဲ့ကံကြမ္မာကိုပြောင်းလဲနိုင်မှာဖြစ်ပါကြောင်းကိုတင်ပြလိုက်ရပါတယ်ခင်ဗျာ